အားလုံးပဲမင်္ဂလာပါရှင်။ Listener 7 Channel မှာပြန်လည်ကြိုဆိုလိုက်ပါရရှင်။ကျမကတော့စာဖတ်သူအိတ်ထက်ဖြစ်ပါရရှင်။ကျမခုဖတ်ပြမှာကတော့စာရေးဆရာကြီးမင်းနီရဲ့ထိုဝတ္ထုတို့များထဲမှာစာရေးဆရာကြီးမင်းနီရေးသားခဲ့တဲ့ထိုဆွဲကြိုးလို အမည်ရတဲ့ဝတ္ထုတို့လေးပဲဖြစ်ပါရရှင်။မောင်သားဆန်းဟာခင်မေကိုစောင့်ကြိုနေရင်ရင်လေးသလိုဖြစ်လာတယ်။ခါတိုင်းခင်မေကို ယခုလောက်ကြာကြာကြီးစောက်ရလေမရှိ စိုက်ကားဂလိုင်းတီအချက်ပေးလိုက်သည်ဆိုရင်ခင်မေဟာသုံးတက်တိုက်ပဒင်းပေါင်မှာကိုရိတ်လာပြတယ်။ตาဇန်ဟုတ်မဟုတ်ငုံကြည့်တယ်။ခဏစောက်အောင်ဆိုတဲ့သဘောနဲ့မျက်ရည်လက်ရည်ပြတယ်။နောက်မကြာမီလှေကားရင်ရှိ တကယ်ပေါက်ကြီးမှာခင်မေပေါ်လာပြီးစိုက်ကားပေါ်တက်ထိုင်လေရှိတယ်။ထိုအခါမှမောင်ตาဇန်ကတနခါနဲ့ကလေးပေါန်တာနဲ့ကလေးစီမွေးနဲ့ကလေးတင်းပြန့်ပြန့်ကို ရှူရှိုက်ရင်းစိုက်ကားကိုတလှိမ်ချင်းနင်းထွက်လေရှိတယ်။ယနေ့မှမူခါတိုင်းလိုမဟုတ်ခဲ့ခြင်းမောင်တာဇန်ဟာ15မိနစ်ကိုတစ်ချိန်ခန့်အချက်ပေးခဲ့ရသည်မှာ၅ချိန်တိုင်တိုင်ရှိခဲ့ပြီ။ခါတိုင်းကိုရိပ်ပြလေရှိတဲ့ပြတင်းကို မော့ကြည့်ရသည်မှာလဲဖက်ပိုင်းများပင် အောင့်ခဲ့ရပြီ။ခင်မေပေါ်မလာသေး။ခင်မေအရေးအယောင်ကိုပင်မမြင်ရသေး။ထို့ကြောင့်မောင်တာဇန်ဟာခင်မေကိုစောင့်ကြိုနေရင်းမှရင်လေးသလိုဖြစ်လာတယ်။ နေမချိထိုင်မချိဖြစ်လာတယ်။အလိုလိုနေရင်လက်ဖဝါးမှချွေးစည်းများထွက်လာတယ်။ရင်တဒိမ့်ဒိမ့်ခုန်လာတယ်။လမ်းသွားလမ်းလာများကမောင်သားဆန်ကိုဂယုဆိုင်မကြည့်၍သာဂယုဆိုင်စိုက်ကြည့်ကြပါရင်မောင်သားဆန်မျက်နာပြက်နေသည်ကို အထင်းသာမြင်ကြရပါလိမ့်မယ်။သင်ကမကင်းเสียထင်ကြပါလိမ့်မယ်။သူ့ကိုယ်သူတတိထားပြီးစိတ်ငြိမ်အောင်စူးစမ်းနေမိတယ်။ခင်မေအလုတ်များနေလို့ဖြစ်မှာပါ။ခင်မေဟာ သူ့အိမ်ရှင်ကလေးများကို ထမင်းကျွေးနေရ၍ကြာနေခြင်းဖြစ်ပေမယ့်ဒါမှမဟုတ်သူ့ထိုင်းရသောကလေးများအနက်တဦးဦးနေမကောင်းဖြစ်နေ၍ပြုစုနေရတာကြောင့်ကြာနေခြင်းလားမသိစသဖြင့်တောင်စင်ရေမရတွေးနေမိတယ်ခင်မေကိုလွန်ခဲ့တဲ့နှစ်ရက်ကတခါတွေ့ရတယ်တွေ့တဲ့နေ့တိုင်းမှာနောက်တခါတွေ့ရမယ့်ရက်နဲ့အချိန်ကိုခင်မေက ချင်းလိရှိတယ်မောင်သားဆန်ကချင်းရခြင်းမရှိသေးသူအလောက်ချောင်မဲ့ရက်ကိုတွက်ချက်ပြီးတေချာမှလည်း ချိန်လေးရှိပေတယ်။ပြီးတော့မိသည်အခါဟူ၍တခါမှမရှိခဲ့ဘူးပဲ။သို့တော့ယနေ့ခင်မေအဘဲကြောင့်ပြက်ကွက်နေရပါလိမ့်လို့မောင်သားဆန်စဉ်းစားတယ်။စဉ်းစား၍လည်းမရပါ။အခွင့်အရေးသာရှိရင်မောင်သားဆန်ဟာခင်မေဆင်းလာလေးရှိသောလှေကားမှခင်မေတို့အခန်းကိုတိုက်ရိုက်တက်သွားပြီးတကားကိုခတ်ပြင်းပြင်းခောက်လိုက်ခြင်းနဲ့သို့တော့ခင်မေကမောင်သားဆန်ကိုထိုကဲ့သို့မပြုတ်ရန်တားမြစ်ထားတယ် နောက်ဆုံးခင်မိတ်အနေနဲ့ရည်စားရှိတယ်။သို့မဟုတ် အပြင်လူနဲ့အဆက်အသွယ်ရှိတဲ့အကြောင်းကိုပင် သူ့တခင်နဲ့တခင်မမသိရအောင်ပြပြရီရီနေရန်လိုတယ်လို့ပြောထားဘူးတယ်။အကယ်၍ခင်မိတ်နဲ့တခင်မတို့တစုံတရာအစွန်အထင်ရှိတယ်လို့သိသွားရင် သူတို့အိမ်မှာဆက်ထားလိမ့်မည်မဟုတ်ဟုလဲမောင်သားဆန်ကိုတတိပေးထားဘူးလေ။ထို့ကြောင့်မောင်သားဆန်ဟာ ဆိုင်တော်လဲမဆိုင်တယ်လို့ ပိုင်တော်လဲမပိုင်တကဲ့သို့နေထိုင်လာခဲ့ရသည်မှာကြာမြင့်ခဲ့လေပြီ။မောင်သားဆန်းဟာလမ်းတော်လမ်းလာများကိုငေးမောရင်းစိုက်ကားဘေးတွဲပေါ်တွင်ထိုင်ကခရီးသည်ကိုစောင့်နေဟန်မျိုးနဲ့ဒူးကိုကွေး၍လက်နှစ်ဖက်နဲ့ဆိုင်းကထိုင်းနေတယ်။လူပုံငိမ့်တော်လဲသူ့စိတ်မှာခေမေလာချင်းပေါ်မလာသဖြင့်အလွန်မငိမ့်မသက်ဖြစ်နေရှာတယ်။နေရောင်ဟာတစတစပျောက်ကွယ်ကဓမီးရောင်များထိန်လင်းလာကြတယ်။လမ်းကြီးပေါ်မှာ မော်တော်ကားများရဲ့အတန်ဟာအဆက်မပြတ်စူညံနေကြတယ်။သူ့စိုက်ကားရက်ထားတဲ့လမ်းတောင်နဲ့မျက်နှာချင်းဆိုင်မှာစာပုံနှိပ်ဆက်အတန်လဲရက်သွားပြီ။စောစောကပြေးလွှတ်အော်ဟစ်စူညံနေသောလမ်းပေါ်မှာခလေးများဟာလဲတဖြည်းဖြည်းတိတ်ဆိတ်၍ကျဲသွားတယ်။တစတစကြက်ပြောင်ငှက်ပြောင်ပျောက်သွားကြတယ်။ပလက်ဖောင်းပေါ်မှာခြားရောက်နေသောဈေးတွေများလဲတိမ့်သူကတိမ့်ပြန်သူက ပြန်ကြတယ်။သူတို့နေရာမှာ မောင်ခိုပစ္စည်းရောင်းသူများကတဖန်နေရာယူကြပြန်တယ်။ရေမြောင်းပတ်ကြားအပ်ကြီးအတွင်းမှကြွက်ကြီးများထွက်လာကြပြန်တယ်။ဟိုတကောင်ဒီတကောင်နဲ့ပြေးလိုက်လွှားလိုက်ပျောက်သွားလိုက်နဲ့ဒဇဒဇမောင်သားစံစိတ်လျှော့စာပြုတ်လာတယ်။စောင့်နေလို့ရောလာမလာပါအောင်မလား။ခါတိုင်းဆိုရင် ယခုအချိန်လောက်တွင် လူသူကင်း၍လေကောင်းလေတန့်ရသောကန္နာသင်းမောစိတ်မှသူတို့ရောက်နေကြပြီ။ နှစ်ယောက်သားတစ်ယောက်လက်ကိုတစ်ယောက်ဖြစ်ညစ်ဆုပ်ကန်ရင်းမြည်သည့်ကဗျာဆရာမှ မရေးဆက်ဖူးသေးသော သို့မဟုတ်မြည်သည့်စာရေးဆရာမှ မဖွဲ့နှဲ့ဘူးသေးသော အချစ်စကားများကိုနှစ်ဦးသာပြောနေကြလေရှိတယ်တခါတရံလည်ရင်လည်တယ်လို့မောင်သားဆန်ကခင်မေရဲ့ခါကိုရစ်တိုင်း၍ဖတ်တယ်ပခုံးနှစ်ဖက်ကို ဖြစ်ညစ်တယ်ချစ်သူတို့ဘာဝအ ਨੇ ဆုံးခစ်ခနဲရီမောသွားအောင်တနီးနီးလှုပ်လေလေရှိတယ်ပြီးရင် နန်းကြာညူဇလန်းကလေးခင်းကညည်ရီပင်ကိုနှစ်ဦးသားကြောပေး၍မြို့ထဲပြန်လာခဲ့ကြတယ်။ခင်မေကိုလမ်းထိပ်မှာချပေးပြီးမောင်သားဆန်ကသူ့တဲနှန်းရှိရာ အလုံးကန်းသားသို့ပြန်လိရှိတယ်။ထမင်းကလေးပါကလေးစားပြီးတဖန်တီတာရုပ်ရှင်ယုံဖြစ်ဖြစ်မြို့ထဲရုပ်ရှင်ယုံများစီဖြစ်ဖြစ်တပတ်ပြန်ကြော့လိရှိတယ်။ယခုတော့ခင်မေပေါ်မလာသေးမောင်သားဆန်စောင့်ရင်းမောလာပြီ။ ဝမ်းဝင်းကလည်းတကြုံကြုံမြည်လာပြီခင်မင်းနဲ့တာဆန်မှာ ရန်ကုန်စာတိများမဟုတ်ကြချင်းစာဘူးတောင်းဘက်စီမှဖြစ်ကြတယ်တရွာတဲသာနေလာခဲ့ကြပြီမယ်လေရွာတွင်ရှိစဉ်က သမီးကြီးစားများမဟုတ်ကြပြီနှစ်ဦးစလုံးမှာစီးပွားရေးအခြေအနေမကောင်းသလိုဆွေမျိုးသားချင်းအမိသဟဲလေကောင်းကောင်းမရှိကြချင်းအတော်ဝမ်းခွဲတယောက်အိမ်မှာခင်မင်းမှာကက်ရက်နေခဲ့ရတယ်တနေ့ထိုအတော်ကရန်ကုန်ခေါ်လာပြီး ယခုခင်မေရောက်နေတဲ့ကလားတထေးထံအနှံထားခဲ့တယ်။ခင်မေတလကို90ရရှိပြီ။အဝိအထေနဲ့အစားအသောက်အတွက်ပါမပူပင်ရသဖြင့်ခင်မေရသောငွေ90မှာတိုလီမိုလီဝယ်ယုံမှအပအသက်တင်40လောက်တော့လာတိုင်းလိုလိုစုမိနိုင်ခဲ့တယ်။သူစုလို့ရတဲ့ငွေအထဲမှာမောင်သားဆန်ရဲ့ငွေနဲ့ပေါင်းထားပြီးစိုက်ကားကိုပိုင်ဝယ်ရန်နှစ်ယောက်သားတိုင်ပင်ကြတယ်။ကိုပိုင်စိုက်ကားဝယ်ပြီးမှ ခင်မေကဈေးရောက်မယ်မောင်သားဇန်ကစိုက်ကားနေမယ်ပြီးရင်ကလေးများနဲ့ပျော်ပျော်နေကြမယ်လို့နှစ်ဦးသားတွက်ကိန်းများချထားပြီးဖြစ်တယ်မောင်သားဇန်မှလည်းခင်မေကဲ့သို့ပင်ရွာတွင်နေခဲ့စဉ်ကစည်ရင်းငါလုတ်ခဲ့ရတယ်နောက်လေလုံငန်းကိုအေးအေးချမ်းချမ်းမလုပ်ရသဖြင့်ရန်ကုန်ကိုတက်လာခဲ့တယ်ပထမမြူနစ်ပယ်မှာမိတ်ဆွေတယောက်နဲ့ဆက်သွယ်မိသဖြင့်အမိုက်သိန်းတစ်နေ့35ပြားနဲ့လုတ်ခဲ့ နေ့အတန်ကြာပြီးရန်ကုန်မှာရေလေလာကမှစိုက်ကားနှင်းဘဝကို ပြောင်းလုပ်တယ်။ယခုဆိုရင်ဆဆတောက်တောက်နဲ့တနေ့၅ချက်၆ချက် ကိုအတွက်ကြံခဲ့တယ်။၎င်းတို့ကိုဖဲ့၍ဖဲ့၍ဆုလာခဲ့တယ်။ခင်မင်းနဲ့စိုက်ကားနှင်းတွေ့ခဲ့ကြတယ်။ရွာမှာနေစဉ်တုန်းကတဦးကိုတဦးခတ်စိမ့်စိမ့်နေခဲ့ကြတော့လေရန်ကုန်ကိုရောက်မှမြင်တွေ့ပြီးတဦးကိုတဦးမောင်နှမလိုခင်မင်းလာခဲ့ကြတယ်။ဆွေမဲ့မျိုးမဲ့ အခြေအနေမဲ့များဖြစ်ကြရ၍လဲတဦးကိုတဦးအားထားမှုရှိလာကြတယ်။တဦးကိုတဦးယုံကြည်လာကြတယ်။တဦးကိုတဦးတန်ရုံးစင်ရှိလာကြတယ်။ထို့နောက်ချစ်ကြိုက်ခဲ့ကြပြီးအိမ်တဆောင်မိတပြောင်နေနိုင်ဖို့တိုင်ပင်ခဲ့ကြတယ်။ခင်မေဟာမောင်သားဆန်ကိုတကယ်ချစ်၍တကယ်မျက်နှိုးသလို မောင်သားဆန်ကလည်းခင်မေကိုတကယ်မျက်နှိုးတကယ်တွေ့တာခဲ့လေတယ်။ခင်မေဟာရန်ကုန်ရောက်လာကမှတသွေးတမွေဖြစ်လာတယ် ညင်စကခင်မေကို ရုတ်တရက်မမှတ်မိခင်မေကဝမ်းသာအားရဟုတ်တော့ကိုသားဆန်ကြီးလို့အထိတ်တလန့်အော်ခေါ်နှုတ်ဆက်တဲ့တိုင်မောင်သားဆန်ဟာစိုက်ကားပေါ်မှာဆင်းရတော့မလို့လို့မဆင်းရတော့မလို့လို့ဝါဖက်အုတ်ထုတ်ကို ချွတ်ရတော့မလို့လို့မချွတ်ရတော့မလို့လို့ရင်ထဲမှာဟာတယ်လို့လို့ပြည့်တယ်လို့လို့ဝမ်းသာရတယ်လို့လို့ဝမ်းနေရတယ်လို့လို့မဖော်ပြတတ်သောဝေဒနာကိုခံစားလိုက်ရလေတယ် ကိုသားစံဒီကခဏဆောင်နေတော့ကျုပ်အပေါ်ထက်ပြန်တက်ပြီးခဏနေဆင်းခဲ့မယ်အားရပါရစကားပြောရအောင်မတော်လို့မှားထားပြီးပြန်ဆင်းလာတယ်ထိုရက်မှစ၍ယခုရက်တိုင်းယခုအချိန်တိုင်းအောင် ရောက်လာခဲ့ဒီမှာနှစ်နှစ်ခရီးသို့ပင်တိုင်ခဲ့လေပြီနှစ်နှစ်အတွင်းတခါမှ ပြက်ကွက်လေမရှိတော့ခင်မီယနေ့မှဘာကြောင့်နောက်ကျနေရပါလဲလို့နောက်ဆုံးအတွေးကြောပြက်ချင်းဝင် မောင်သားဆန်ရဲ့စိတ်ထဲမှာ တထင်ထင်ဖြစ်လာရပြန်လေတယ်။ကိုသားစံစောင့်ရတာကြာပြီလားယင်လို့ခင်မေရဲ့အတန်နှဲ့နှဲ့ကလေးကိုကြားရမှမောင်သားစံတတိပြန်ရလာလေတယ်။ခင်မေဘယ်အချိန်က သူ့အနာရောက်လာရပါလိမ့်။သူဟာယခုမှ အပူလုံးကြီးကျသွားသလိုခင်မေရဲ့ဝိုင်းဆက်ဝန်းပြေသောမျက်နာကိုအခြေနဲ့ကြီးခြေနဲ့ဟန်ဖြင့်ကြည့်လိုက်တယ်။ရင်ထဲမှာတက်ပြင်းကိုမှုတ်ထုတ်ရင်ပြုံးလိုက်တယ်။ ရင်ထဲမှာလှိုက်၍ဝမ်းမြောက်လာသဖြင့်မျက်နာမှာကြည်လင်တောက်ပနေတယ်။တဖြက်ဖြက်မျက်တောင်ခတ်ရင်ခင်မေကိုထိုက်၍ပြုံးပြတယ်။ခင်မေကပြန်မပြုံးသူ့အကြည့်ကို လွှဲသလိုမျက်နာအောက်ချထားတယ်။စိုက်ကားပေါ်ရုတ်တရက်မတက်ခတ်ဖင်ဖင်လှုပ်နေတယ်။မောင်သားဆန်းရင်တစ်ခုလုံးဒိတ်ခနဲဖြစ်သွားတယ်။ဘာဖြစ်လို့လဲခင်မေရဲ့လို့မှမမေးမိတော့လဲ။ခေါင်းကိုငဲ့၍စိုက်ကားဘေးမှခင်မေရဲ့မျက်နာကို အကဲခတ်၍ကြည်နေမိတယ်။တွားရအောင်ကိုသားစံအေးအေးဆေးဆေးကြမှခင်မေပြောမယ်လို့ခင်မေကပြောပြောဆိုဆိုစိုက်ကားဘေးရဲပေါ်သို့တက်ထိုင်မှတတိယကလမ်းမကြီးဘက်သို့တွန်း၍နင်းတက်ပြီးတလိန်ချင်းလှိမ့်လာခဲ့တယ်။တလန်းလုံးခင်မေမှာ မျက်လွာချ၍တိတ်ဆိတ်စွာလိုက်ပါလာခဲ့တယ်။မောင်သားဆန်ကလည်းမေးချင်ရက်ကတိတ်ဆိတ်စွာပင်ခင်မေကိုအကဲခတ်ရင်းနင်းလာခဲ့တယ်။ လူရှင်းသောစိတ်ကန်းတနေရာကိုရောက်လာကြတယ်။စိုက်ကားကိုရက်လိုက်တယ်။ခင်မေဟာစိုက်ကားပေါ်မှာဆင်းကကန်းနှစ်ဖူးအုတ်ခုံကလေးတစ်ခုပေါ်တွင် ထိုင်လိုက်တယ်။မောင်သားစံလဲခင်မေနဲ့ကက်ရက်ဝင်ထိုင်လိုက်တယ်။လေအေးကလေးတိုက်ခတ်လာတယ်။ဒီရီတက်နေသဖြင့်မြစ်လုံးပြည့်ရှမ်းနေတယ်။ခင်မေရင်မှာလဲပြောစရာများ ပြည့်ရှမ်းနေပြီတဲ့။သို့တော့ခင်မေတိတ်ဆိတ်နေတယ်။ငြိမ်သက်နေတယ်။ငေးနေတယ်။ ခင်မေဘာဖြစ်လာသလဲဟင်မောင်တာဇန်ကတိုးတိုးတက်တာမေးရင် ခင်မေရဲ့ပခုံးကိုဆွဲ၍သူ့ဘက်သို့လှည့်စေတယ်ဟင်ခင်မေငိုနေပါလားခင်မေဟာမောင်တာဇန်ရဲ့ရင်ခွင်မှာမျက်နှာအပ်ခါရှိုက်၍ရှိုက်၍ငိုနေတယ်ညက်ရည်များတပေါက်ချင်းလိမ့်ဆင်းလာကြတယ်ခက်ပြေးပြေးရှိုက်ရမှ တိုး၍တိုး၍ရှိုက်လာတယ်မောင်တာဇန်ရဲ့ရင်ခွင်သို့ဖိပြီးတိုးရင်းမှအတန်ထွက်သည့်အထိတ် ငိုမိလိုက်တော့တယ်။မောင်သားဆန်းမှာထိတ်ထိတ်ပြပြဖြစ်သွားတယ်။ခင်မေရဲ့ကိုလုံးကလေးကိုတင်းဖတ်ထားတယ်။လက်ကလေးများကိုယူကဖြစ်ညစ်ထားတယ်။ဘာဖြစ်တာလဲခင်မေရဲ့နေ့တခင်ကမနေရတော့ဘူးလို့ပြောလို့လား။ခင်မေခေါင်းကိုယမ်းနေရှိုင်မြဲရှိုင်နေတယ်။ဒါဖြစ်ဘာဖြစ်တာလဲပစ္စည်းပြောက်လို့များနေ့ကိုစူပူချိန်ပေါင်းလို့လား။ခင်မေကခေါင်းကိုယမ်းပြတယ်ရှိုင်မြဲရှိုင်နေတယ် ကလေးတွေတခုခုဖြစ်လို့နင့်ကိုရိုက်လို့လားခင်မေကခေါင်းကိုခါပြတယ်ဒါဖြစ်ဘာဖြစ်တာလဲဟာငါ့ကိုပြောစမ်းပါအောင်ခင်မေကအရှိုက်ရက်သွားတယ်မောင်သားဆန်ကိုလက်နှစ်ဖက်နဲ့ဖတ်၍မောင်သားဆန်ရဲ့မျက်နှာကိုမော့ကြည့်တယ်ပြီးရင်ကိုသားဆန်ခင်မေကိုတကယ်ချစ်ပါတယ်နော်လို့မေးတယ်ရှိုက်တန်ပါနေသဖြင့်မပီမတဖြစ်နေတယ်မောင်သားဆန်ကတော့နားလေပါတယ်ဒါမင်းနေရသေးသလားခင်မေရဲ့လို့ တက်ပြေးချရင်ပြုံးပြီးပြောလိုက်တယ်။ကျုပ်လဲတော့ကိုချစ်ပါတယ်တော့။နှစ်နှစ်ကာကာအားကိုတကြီးနဲ့ကျုပ်ချစ်တာပါတော့လို့ပြောပြီးရှိုက်နေပြန်တယ်။ဒါဘာဖြစ်တယ်လဲခင်မေရဲ့လို့နားမလဲတယ်လို့မေးလိုက်ပြန်တယ်။ကျုပ်ဟာတကောင်ကျွတ်ပါနော်ကိုသားဆန်းခင်မေရဲ့ဒါအဆန်းလားနင်းတကောင်ကျွတ်ဖြစ်တယ်လို့ငါလဲတကောင်ကျွတ်ပါပဲခင်မေရဲ့နင်းငါ့ကိုအားကိုးတယ်လို့ငါလဲနင့်ကိုအားကိုးတာပဲမဟုတ်လား ခင်မေကခေါင်းညိပြတယ်။မျက်ရည်စများကိုတုပ်ရင်းမောင်သားဆန်ရဲ့မျက်နှာကိုလက်ဖဝါးနှစ်ဖက်ဖြင့်ပတ်ဆန်းရင်းခင်မေတခုပြောပြရစီကိုသားဆန်းလို့ဆိုနေပြန်တယ်။ပြောပါခင်မေငါကလွယ်ပြီးနေ့မှတခြားပြောစရာလူမရှိပါဘူး။ငါမှလည်းနေ့လိုပါပဲ။ပြောရမှာ ရှက်လဲရှက်ပါတယ်တော့။ပြီးတော့တော့ကိုလည်းတိတ်တနာတယ်။မောင်သားဆန်းဟာခေါင်းနှစ်ပန်းကြီးသွားတယ်။ဘာများပြောရမှာမို့လဲခင်မေရဲ့လို့ စိတ်တွင်းမှညှီးညူရင်းအလုံးကြီးမြိုချလိုက်ရတယ်။ပြီးတော့လေတော်ချုပ်ကိုမုံပြီးပြစ်သွားမှလဲတိတ်ကြောက်တာပဲတော်ရဲ့။ပြောမှသာပြောစမ်းမှခင်မေရဲ့ငါစိတ်ပူလှပြီ။နေဝင်ကဘယ်တော့မှမမုံပါဘူး။ပြစ်လဲမပြစ်ပါဘူး။ခင်မေဟာမြည်ပုံမြည်နီးပြောရမြည်နီးလို့ခတ်တွေတွေစဉ်းစားပြီးကမှဒီလိုတော့ဟိုတနေ့ကကျုပ်တို့အမကတញင်ကိုသွားเสียရှိလို့သွားတယ်။ ကျုပ်ကအိမ်မှာခလေးတွေနဲ့နေရခဲ့ရတယ်။အကိုကနေခင်းမှာအလောက်ကနေပြီးပြန်လာတယ်။ခလေးတွေလည်းအိတ်နေကြတော့အကိုနေ့လယ်စာစားရအောင်ဆိုပြီးကော်ဖီဖြော၊မုတ်တပွဲ ပြင်ပေးနေတော့အကိုကကျုပ်ကိုအမှတ်တမဲ့ဗျုံးငနဲ့အတင်းဖက်ပြီးတော့ကြံနေတော့မောင်သားဆန်မှာမျက်လုံးပြူးသွားတော့တယ်။ဆောက်ကင်ထားသောခင်မေရဲ့လက်များကိုလှုပ်ပြစ်လိုက်တယ်။ပြိုးကျဲသောမျက်လုံးများဖြင့်ခင်မေကိုကြည့်လိုက်တယ်။မနှဲစိတ်ကိုချုပ်တီးထားရဟန်ရှိတယ်။ အလိုလိုလက်သီးများကိုစုပ်ထားလိုက်မိတယ်။မောင်သားဆန်ဟာခင်မေဆက်ပြောမှာကို မကြားကျင်တော့ချီသို့တော့ခင်မေကဆက်ပြောသေးတယ်။ကြံနေဆိုပေမဲ့မအောင်မြင်ပါဘူးတော့ကျုပ်ကအတင်းအော်ပြီးယုံလိုက်တာပဲ။ယုံတာနဲ့ပဲကြောင်အိမ်ပေါ်ကပလင်းတွေဖန်ွက်တွေတိုက်မိပြီးကြကွဲကုန်နေပေါ့။အဲ့ဒီမှာခလေးတွေလည်းနိုးလာပြီးခမင်းစားကန်းနဲ့ပြေးဝင်လာကြတယ်။ဒါနဲ့သူလဲကိုရှိန်တက်ပြီးနောက်ဆုတ်သွားတယ်။ကျုပ်ကတော့ ငိုတော့တာပဲတော့စီကိုတရောတော့ပါပြေးလာခဲ့ကျင်တာပဲအကြံမအောင်မြင်ဘူးဆိုတာနင်တကယ်ပြောတာနော်ငါ့ကိုတော့မညာပါဘူးနော်တကယ်ပြောတာပါတော့ဖះပေးပေးကြမ်းပေးပေးပါတော့ကိုသားဆန်ကိုလည်းကြောက်မညာပါဘူးတော့နင်ကအကျိုးအကြောင်းကိုနင့်အမပြန်လာတော့မတိုင်ဘူးလားမတိုင်ရသေးဘူးတော့နင်တိုင်ရမှာပေါ့ဘာလဲနင်ကအလိုတူလို့မတိုင်မဲနေရတာလားနောက်ဓာတ်ထက်ကဲလာရင်ဘလို့လုပ်မလဲ အလိုတူလို့မတိုင်တာမဟုတ်ပါဘူးတော့ကိုသားဆန်းကလည်းကျုပ်ကအမလာရင်တိုင်မယ်ပြောတော့အကိုကနေမတိုင်နဲ့ငါနဲ့ကိုရွှေဆွဲကြိုးလေးတစ်ခုပေးမယ်ပြောလို့ရွှေဆွဲကြိုးလေးရအောင်မတိုင်မဲနေတာပါတော့မောင်သားဆန်းဟာဖြက်ခနဲခင်မေ့ဘက်ကိုလှည့်ကြည့်လိုက်တယ်မျက်လုံးမြောင်မှာမီးတောင်နေတယ်တော်ခင်မေတော်ငါစိတ်မချဘူးနေအဲ့ဒီအိမ်ကိုလည်းမပြန်နဲ့တော့အခုတခါတည်းငါစီလိုက်နေတော့မဖြစ်သေးပါဘူးကိုသားဆန်းရဲ့ တခါတည်းလိုက်တော့ကျုပ်ပစ္စည်းလေးတွေဘယ်နဲ့လုံယူမလဲဘာပစ္စည်းလဲဘလောက်များလို့လဲပြန်ပြီးထူတော်မှာပေါ့ငါမှလည်းအသင့်အတင်စုထားပြီးရှိပါတယ်ဟာလို့မောင်သားဆန်းကပြောလိုက်တယ်ခင်မေတွေ့၍စဉ်းစားနေတယ်ပြီးမှတစုံတစ်ခုတတိယသလိုမောင်သားဆန်းကိုမော့ကြည့်ပြီးကိုသားဆန်းကျုပ်အခုပြန်ပြီးသုံးရက်လောက်နေမယ်လေဒီအတွင်းအမလည်းရှိနေတာပဲပြီးတော့ကျုပ်ကလည်းတတိနဲ့နေမှာပေါ့တော့ဘာပြန်လို့ရမှာလဲဟာလို့ မောင်သားဆန်ကကြီးလိုက်တယ်ဒီလိုလေကို့ပစ္စည်းလေးတွေလည်းသိမ်းကို့ဆုထားတဲ့ငွေကလေးလည်းပြန်ယူဒီအတွင်းအကုတ်စီကရွှေဆွဲကြိုးလေးလည်းရလာမှာပေါ့တော့လို့ပြုံးဆဆနဲ့မောင်သားဆန်ရဲ့မျက်နှာကိုကြည့်ရင်ပြောလိုက်တယ်ရွှေဆွဲကြိုးဘာလို့ဖို့လဲဘာလို့ရမလဲရောင်းစားရင် ရှင့်ဖို့စိုက်ကားကိုပိုင် လွယ်လွယ်ဝင်နိုင်တာပေါ့တော့လို့ခင်မေကပိုင်နိုင်စွာပြောလိုက်တယ်မောင်သားဆန်တွေ့ဝေသွားတယ်ကိုပိုင်စိုက်ကား လွယ်လွယ်ဝယ်နိုင်တာပေါ့ဆိုတာကို နားမှမထွက်နိုင်အောင်ဖြစ်သွားတယ်။ငြိမ်၍စဉ်းစားနေတယ်။နောက်မှတစုံတစ်ခုဆုံးဖြတ်တယ်လို့လုပ်ပြီးမှကောင်းပြီလေ။သိမ့်စရာရှိတာသိမ့်။မနှက်ပြန်မနှက်ကြတော့၈နိုင်လောက်ငါးလာခေါ်မယ်။တခါတည်းသာ အကျိုးအကြောင်းပြောပြီးဆင်းခဲ့တော့ဒီအတွဲမှာလဲသတိထားပြီးတော့နေ။မနှက်ပြန်တော့လိုက်ဖြစ်အောင်သာလိုက်ခဲ့တော့ကြားလာလို့ခတ်မာမာခတ်ပြက်ပြက်ပြောလိုက်တယ်။ခင်မေဟာမောင်သားဆန်ကို နားမလဲတော့မျက်လုံးများနဲ့ကြည့်လိုက်ရင်ဟင်နေမယ်ဆိုရင်ရွှေဆဲကြိုးကလေးရတဲ့အထိနေလိုက်ရင်မကောင်းဘူးလားကိုတာဆန်ရဲ့လို့အတနာခံသောလေကလေးဖြစ်မေးရှာတယ်တော်ခင်မေနေရွှေဆဲကြိုးကိုမမှတ်နဲ့တော့နင်ဘာမှမသိဘူးနင်ဘာမှနားမလဲဘူးဒီကောင်ကုံတဲ့မျိုးတွေဟာ အမျက်မရပဲဘာမှမလုပ်ကြဘူးနင့်ကိုဆွဲကြိုးပေးပြီးတော့ဒီကောင်ကြီးဘလောက်အမျက်ထုတ်သွားမလဲဆိုတာနင်ဘာမှမသိဘူး အမျက်မရဘဲနဲ့နင့်ကိုရွှေဆွဲချိုးအလကားပေးပါမလားဟ။နောက်ဆုံးအော်ပြောလိုက်တဲ့အတန်မှာကျဲလောင်လှတော့တယ်။ရေပြင်စီမှပင်ပဲ့တင်ထက်သွားတယ်။စောစောကမနီးမဝေးမှ အော်နေသောပရစ်တန်ကလေးများတိတ်ဆိတ်သွားကြတယ်။ခင်မေပင်လင်လန့်ဖြန့်ပြီးမျက်စိမျက်နှာပြက်သွားတယ်။မောင်သားဆန်ကိုကြောက်တယ်လို့လည်းဖြစ်သွားတယ်။ဒါဖြစ်ရင်လေရွှေဆွဲချိုးကလေးကြောက်မယူတော့ပါဘူးတော်လို့အလိုလိုပြောမိရတာဖြစ်သွားတယ်။ ဒါပေါ့ဟာနေနဲ့ငါနှစ်ယောက်ရှားဖွေစုဆောင်းပြီးတော့နစ်စိတ်ကြိုက်ဆွဲရပါစေမယ်ခင်မေရေဒါအတွက်သိမ့်မတ်မနေပါနဲ့ဟဲလို့လေပြော့နဲ့ချော့ရင်ခင်မေရဲ့ကြောကိုလက်နဲ့ပုတ်ပေးနေတယ်ခင်မေကခေါင်းညိတ်လိုက်တယ်မောင်သားဆန်ရဲ့ရင်မှာပေါ့ပါသွားတယ်ထိုအခိုက်ရန်ကုန်စိတ်ကန်းစီတို့ ဝင်လာတော့သင်းမောမှအော်အော်ရှည်ကြီးမှုတ်တန်ကြားရတယ်သင်းမောမှထိုးလာတော့မီးမောင်းကြီးဟာရေပြင်တို့ဝင်းကနေလက်သွားတယ် ထုံမီးမောင်းဟာမောင်သားဆန်နဲ့ခင်မေတို့နှစ်ယောက်စီတို့တဲ့တဲ့ကြီးဖြာကြလာတယ်။နှစ်ယောက်သားတဦးကိုတဦးမျက်နှာချင်းဆိုင်လိုက်မိကြတယ်။သူတို့မျက်လုံးများမှအယောင်တို့ဟာတင်းမောမီးယောင်ကြောင့်တောက်ပနေကြတယ်။တဦးကိုတဦးနားလေချင်းချစ်ချင်းခင်ချင်းယုံကြည်ချင်းအားကိုးခြင်းဖြင့်ဖတ်ထားလိုက်ကြတယ်ဖြစ်ချင်းကစိုးပွဲရာမရှိပြီ။